เนาะဒီရုပ်သေးဟာတို့อ่ะလူများစီကနေပုံလူကူးကြတာမဟုတ်ခုနကတမီးကိုဘဝစောစောလိုက်ပြောခဲ့သလိုပဲကို့ဟာကို့ရင်ကြီးမှုကို့အမွေနဲ့အစ်စ်ကြီးပြောအဲ့ဒါကြီးကတော့ဘာလို့တံပိုးထားတံတံပိုးထားခြင်းနဲ့စိတ်ပေါ့အဲ့တော့နောင်လာနောက်လာလူငယ်လေးများလဲပြောချင်တာကတော့ကို့ရိုးရအောင်မမေ့ဘူးလို့လေကို့ရိုးရအမွေနှစ်တည်းကကို့ရဲ့ဂုံတွေကို့ရဲ့မျိုးသားရေးတွေကို့ရင်ကြီးမှုတွေ ကိုယ့်ရဲ့ဇာတိသွေးဇာတိမဲ့တိုက်သွားမှုတွေအများရန်ပေးခဲ့တဲ့အမှုပြရက်တွေဖြစ်တယ်။ဒါကြောင့်တေကောမပြမပြပြအောင်တော့အဘနဲ့လူနောက်လာမဲ့လူငယ်တွေလည်းဒီချစ်တဲ့စိတ်ပေါ့နော်ကိုယ်ရိုးရအောင်ချစ်တဲ့စိတ်ပြီးတော့မွေးစေခြင်းနဲ့ချိန်သိခြင်းနဲ့နောက်မတင်ယူခြင်းတော့မှအားပေးခြင်းအားပေးစေခြင်းတာပေါ့နော်မြည် ူကန်ရုံနဲ့တူရမယ်အယုတ်ကန်လူနဲ့တူရမယ်ဆိုတော့ဒီတို့လိုဟိုစကားတွေရှိတာဗောနော်အဲ့တော့ဘာဖြစ်ဆိုတော့ဒီရုပ်သေးပညာရှင်တယောက်ကလည်းဟလာတို့ဇက်တပင်နဲ့ပတ်သက်တဲ့ပညာတွေဟလာကာချိုးကာကွက်နဲ့ပတ်သက်တဲ့ပညာတွေနောက်တီလုံးတီကွက်ဒိုးဆက်တီလုံးဟလာတီသွားနေတချင်းတချင်းကြီးတချင်းငံ့ဗောအစုံပေါ့သမီးရဲ့နောက်ပိုင်းမှာရှိတဲ့ကျိုးမှန်လည်းမြတ်ဗောနော်နီဝလာစိတ်အကျဲစီရစား တိပြီးတော့ဆွဲနိုင်မှုလို့တယ်အဲ့ဒီမှာကျိုးပြောင်းကျိုးလွဲမှန်ကန်မှုပေါ့နော်ဘယ်နေရာမှာဘယ်ဒီလုံးဘယ်ကျိုးနဲ့ဆွဲမယ်ဟာဘယ်နေရာဘယ်ဒိုးချက်မှာတော့ဘယ်အကွက်နဲ့ဆွဲမယ်ဆိုတော့ဒီကျိုးတွေအပေါ်မှာကားများလို့ဂီယာချိန်းတယ်လို့ပေါ့နော်ဒီကျိုးတွေကိုပြောင်းရွှေ့ဆွဲရတယ်ကျိုးပြောင်းကျိုးလွဲတင်တယ်ဆွဲနိုင်ရတယ်ဟိုခက်ခဲတာတော့ခက်ခဲတာပေါ့ဟိုကတပင်နိုင်လို့ပါဆိုဆိုတော့ ူ့ရဲ့တီးလုံးမှာရှိပြီးသားသူရိုးရရနဲ့ဟာတီးလုံးတီးခွန်းနဲ့ကိုက်ပြီးအောင်ညင်ညင်ညွန်းနဲ့ဆွဲတယ်ဟာဟာမျိုးပေါ်တီးမီရဲ့အငိမ့်ကန်းဆိုလဲအငိမ့်နဲ့တော်တော်လက်လက်ဖက်ဖက်လက်လက်အမူရနဲ့ပတ်သက်ဆွဲနိုင်မှုလိုတယ်ဇက်သပင်ကြတော့လဲစုံငွေပြောတွေနဲ့ဟာတမီဟိုနေကြီးဆို နေကြီးအက နော်ဝလတ်ဆိုဝလတ်အကသူ့နဲ့နဲ့သူပေါ့တောင်းချက်တွေမှန်အောင်ပေါ့နော်အဲ့လိုဆွဲနိုင်မှုလိုတာပေါ့ဒီမျိုး ဖဆိုကုနာတော့တပီပြောတာမျိုးတွေလုတ်ခဲ့တယ်အဖရင်ကျမှုဝင်းကြီးဌာနပေါ့အဲ့မှာလုတ်စင်တော့ဆိုအယုံနဲ့လူကာကျိုးတူပေါ့ဒီဘက်ကလူနဲ့ဒီဘက်ကအယုံနဲ့ပုံစံတူနေရမယ်ကာကျိုးကောက်ကောက်လည်းတူရမယ်ရုပ်ကလည်းဟိုတူရမယ်လူကလည်းတူရမယ်ဟောနှစ်ခုလုံးအဲ့လိုမျိုးတွေအများကြီးဟိုနိုင်ငံတော်အကံပွဲတွေမှာကခဲ့ပါလေသူကခုနကလိုဒီဘက်ကနှစ်ပါးသွားဒီဘက်ကလည်းအယုံနှစ်ပါးသွားအဲ့လိုညီအဲ့လိုမျိုးတွေတင်ဆက်ခဲ့တယ် တော်တော်များများတင်ခဲ့ရပါလေဒီဘက်ကလူဇောဒီဘက်ကအယုတ်ဇောဒီဘက်ကတင်ငယ်တော်လူဆိုရင်ဒီဘက်ကအယုတ်အယုတ်ကလေးတင်ငယ်တော်ယုတ်ကလေးတွေအဲ့လိုလေးပေါ့စိတ်ဝင်စားအောင်လားတာပေါင်းဆက်ပြီးတော့တင်ဆက်တာကြီးရှိခဲ့ပါလေဟုတ်ကဲ့ပါအဘဘောနောအဘတို့တော့မှဒီပညာကိုမြင်လို့လို့ဒီရုပ်သေးချုပ်ဆိုရင်အဘလို့ဆိုရင်ဟိုရုပ်သေးပညာရှင်ကနေပေါက်ဖွားလာတာမဟုတ်ဘူးအဘဆိုရင်အဓိကဘာသာကကိုကအဓိကစုံကိုပြောမင်းလား သူဇက်ဆွေပညာရှင်တယောက်ကဒီရုပ်သေးကိုလှုပ်လာတယ်ဆိုတာခုနကတမိပေါ့ဘာခုနပြောသလိုကိုကကိန်းကမနေကောမပပျောက်ချင်တာဒီမြမရုပ်သေးတွေကိုနောက်မြမရုပ်သေးရဲ့အစင်လာကြီးမားပုံမြက်လဲသူဘာနဲ့မှမတူဘူးသူမြည်တော်တော်ထဲဝါခန်းသားတယ်ဒီရုပ်သေးပညာကတမိုင်းကြောင်းရကြည့်မယ်ဆိုတော့ဗကန်ခက်လောက်တွေကပေါ်ပေါက်တယ်ဒါမှအင်းဝခက်လောက်ကြတော့သူကစာပေမှတ်တမ်းနဲ့သူကစီဝင်ဖွန်ဖွန် ဖွင့်ပြိုးတိုးတက်လာတာတွေ့ရတယ်ပေါ့ဒီဗုဒ္ဓကြီးပြုတ်ပါပေါ့နော်မဟာရတလာရဲဆိုရင်တက်ခွာကြဝဲအလျားအခွေအတွေ့အခဲတွဲရရွေးလင်ကျူးဆွဲငင်ချအယုတ်ကလို့ဆိုတဲ့ဒီအယုတ်ရဲ့မှတ်တမ်းပေါ့အဲ့ရုပ်သိပေါ်လာပြီးနောက်ပြီးတော့ပေါ့နော်အဲ့ပေါ့တပင်နဲ့ပတ်စုံမှုပြောတွေနဲ့ပတ်သက်လို့အစူကတွေနဲ့ပတ်သက်လို့ရှိရင်လေရွှေရင်တွင်းဝဲညင်းနေမိကြောင်းစောင်းအောင်ကလေးရွှေရင်ပတရာအရေးများဆိုပြီးတော့ ဒီဒီအမှုပညာတွေတော်တော်ဖွံ့ဖြိုးတိုးတက်လာတော့ဒီအင်းဝကဲ့ပေါ်သမီးရဲ့နောက်အင်းဝကဲ့ညောင်ရမ်းကဲ့ကိုမုံကဲ့တော့မှာတော်တော်လေးတိုးတက်လာပြီနောက်သပင်ကြီး၄ရပေါ့တို့သပင်ကြီး၄ရမှာဟာဆိုသပင်အဒီသပင်အနှိမ့်သပင်အမြင့်သပင်ဆိုပြီးတော့ဒီနန်းနန်းတော်ကြီးတွေကနေပြီးမှဖြော်ပြီးတင်ဆက်ရတဲ့တို့ဟိုဟွာတွေဖြစ်တယ်အမှုပညာတွေရုပ်သေးသပင်ကိုတော့သူကအမြင့်သပင်ဆိုပြီးတော့သမုတ်တာ သူသူဘောရသေးနေကိုခတ်လိုက်တယ်မြုပ်သေးကတကယ်အမြင့်သမဲဆိုတော့ခန်းခန်းနာနာကိုအဲတပီးတပီးတင်ခဲ့တာပေါ့ဒါပေမဲ့သူ့ရဲ့တင်ဆက်ပုံကြီးကြည့်လိုက်တဲ့ခါကျတော့လေရုပ်သေးဖြစ်ပေါ်လာပုံပေါ့ကြည့်လိုက်တော့လေဒီပကံခင်မှာပေါ့နော်လူဗုဒ္ဓထေရဝါရသံဃာထွန်းကားရယ်ထွန်းကားလာတဲ့ခါကျတော့ဗာလဲဆိုတော့တို့အဘိဓမ္မာနီးနေပဲဒီရုပ်လေးအယုတ်ကလေးတွေကိုသူကဖွဲ့တာဘယ်လိုဖွဲ့လဲဆိုတော့ဒီ အာတဝီလာရုပ်28ပါလူတွေမှာရုပ်28ပါရှိတယ်အဲ့ပထဝီတေသောအဘောဆိုတော့ဒီရုပ်ကြီး28ပါဆိုရင်ဒီအယုံလေးရုပ်ဆိုရင်သူရုပ်သေးစင်တွေမှာဝင်းကြီးတို့ဝင်းကြီးတို့ဝင်းစိမ့်တို့ဝင်းလေးပါကိုသူကအဓိကကြီးရတာဒီရုပ်သေးကိုဖွဲ့တာနောက်မင်းလာမင်းမီရုပ်ကလေးတို့ဆိုရင်အဋ္ဌိဘာဝရုပ်ပုံဘာဝရုပ်အဲ့ဒါလေးကြပါမင်းလာမင်းမီတဲ့ဘလို့ဟိုနော်ကိုကိုရဲ့ဒီကိုရဲ့ဒီ ကိုယ်ဒီမြမအရေးကြီးမှုမြမစားပြီးမြမဘာသာကနေပြီးတော့အဲ့ဘာသာရေးကနေလွှဲပြီးတော့သူဒလိုဖွဲ့လာတာအလုံးမှာရုပ်28ရုပ်ရှိတယ်ဟိုကိကဒီရုပ်လေးရုပ်တွေမှာဆိုရင်နောက်ပြီးတော့စိုင်းကြတော့လေဒလိုပဲတွေ့စိုင်းကြတော့လေသူ30ပုံနဲ့နှိုင်းတာသူမြမစာဝန်ကြီးမှာဘုံ31ရှိသလိုပေါ့နော်ဘုံဟလာအဲ့31ကိုဒီနှိုင်းပြီးတော့မှစိုင်းဝိုင်းလုံးစိုင်းဝိုင်းထဲမှာ ပတ်လုံးလေးတွေ20လုံးဟိုကပတ်မကြောင်နဲ့မှာဆိုရင်6လုံးပတ်တို့ပတ်မ0စကွန်းပတ်တော့ဆိုပြီးတော့10လုံးအဲ့ဒီ10လုံးနဲ့ဟိုက20လုံးနဲ့ပေါင်းတော့31ဆိုပြီးတော့အဲ့ဒါဒီလိုလိုစာဝန်ကြီးကိုလည်းဒီလိုပဲအဲ့အဘိဓမ္မာနီးနဲ့ဖွဲ့တာအဲ့ဒါကြောင့်ရှေ့ပညာရှင်ကြီးတွေကအဲ့သူပေါ့ဆိုင်းစစ်စာလေးထဲမှာဆိုရင်အဲမိ28ပါလို့ရုပ်အများကိုလှုပ်ရှားအောင်ဘုံနဲ့မြောက်လိုက်တော့ ဒုက္ခလည်းရောက်ရဒုက္ခလည်းရောက်ရခန္ဓာပစ္စကတတိမကွာကြဘူးအဘိဓမ္မာကျမ်းဂန်လမ်းအမှန်ကိုအခြေခံပြီးအရဟံပရမေဘဂဝါဂရုဓမ္မာမလဲအောင်လူဘဝတစ်ဖြစ်အစိုးအမိုက်အပင်ရဖက်လူတွေကိုအမျိုးစရအကမ်းမနဲ့ကြနဲ့တော့လို့ဝိထုဇာရကနဲ့ပြရန်ပြကျမ်းဂန်နဲ့ထုတ်တန်ထုတ်မကောင်းမှုမှန်တယ်မြတ်သင်မလုံးနဲ့သင်မလုံးနဲ့လို့တပင်တိုက်နဲ့ပေါ်ထုတ်ခဲ့တဲ့ရုပ်သေးစီကြီးတမီး ဟလာသူဘာတော့တကယ်ကိုအပြီးဒီမှအဲကျန်းကန်ကိုလမ်းမလဲသူကဟိုဇက်တော်တွေဆိုရင်လဲသူ950ဇက်တော်တွေဟလာဟွာတွေလဲကပြခဲ့တာစေဘွဲဇက်တော်တွေနောက်ပြီးတော့ဒီနောက်ပိုင်းအင်္ဂလိပ်ခေတ်တို့ဘာလို့ခေတ်ဆက်ဆက်ကိုလဲရောက်လိုက်တော့အမြဲတမ်းသူကရုပ်ဒီစင်းရနေပြီးတော့ကိုအမျိုးသားရေးဘာသာရေးသာသနာရေးကိုအမြဲတမ်းကြွေးကြော်လှုပ်ဆော်ပေးရတာလဲဒီရုပ်သေးစင်ပဲ တမီးရဲ့စာပေတွေတကယ်အပြီးတမှာကြမ်းကန်နေကြီးပဲရလာရှိကြီးတွေ့ရတာဒီရုပ်သေးစင်ကပဲလာတာတမီးရဲ့ရှေးပညာရှင်ကြီးရဲ့စာပေပြောဆို အမှုတွေနောက်ဇလန်ဇက်ွက်တွေနောက်ရုပ်သေးရုပ်တွေရဲ့လှုပ်လူကဲ့သို့လှုပ်ရှားနိုင်တာတွေနောက်ဘယ်နိုင်ငံမှလည်းမတူနောက်ဒီရုပ်သေးကတို့ကလူများစီကနေပုံလူကုချတာမဟုတ်ဘူးခုနတမီးကိုဘဝစောရောကပြောခဲ့သလိုပဲကိုကအခုရင်ကြီးမှုကို့အမွေနဲ့အစ်စ်ကြီးပြော အဲ့ဒါအကြီးကတော့ဘာလို့တံပိုးထားတံတံပိုးထားခြင်းနဲ့စိတ်ပေါ့အဲ့တော့နောင်လာနောက်လာလူငယ်လေးများလဲပြောချင်တာကတော့ခုရိုးရအောင်မမေ့ဘူးလို့လေခုရိုးရအောင်မွေနှစ်တည်းကကိုယ့်ရဲ့ဂုံတွေကိုယ့်ရဲ့မျိုးသားရေးတွေကိုယ့်ယဉ်ကျေးမှုတွေကိုယ့်ရဲ့ဇာတိတွေဇာတိမှာတိုက်တွန်းမှုတွေအမြဲတမ်းပေးခဲ့တဲ့အမှုပြည့်ရက်တွေဖြစ်တယ်ဒါကြောင့်မတေကောမပြမပြပြအောင်တော့အဘနဲ့တူနောက်လာမဲ့လူငယ်တွေလည်း ဒီချစ်တဲ့စိတ်ပေါ့နော်ကိုရိုးရအောင်ချစ်တဲ့စိတ်လေးတော့မွေးစေခြင်းနဲ့ထိန်းသိမ်းခြင်းနဲ့နောက်မတင်ယူခြင်းတော့မှအားပေးခြင်းအားပေးစေခြင်းလား